ကစီရွှေချန်နယ်လေးကပြန်လဲကြိုးစားပါအောင်နော်နေပါလေပြောချင်တယ်ကတော့ဒီနေ့ကဘုသူဒ္ဓပေါ့နော်ဘုသူဒ္ဓဆိုတာနော်ဂျပန်နိုင်ငံမှာပေါ့နော်ဂျပန်နိုင်ငံဂျပန်နိုင်ငံဆိုတာတော့သူတို့ကနော်ငပိရောဒူရင်သီရောဘာညာမကြိုက်ဘူးနော်မကြိုက်ဘူးကအနမ်းပြင်းတာဟုတ်ကြိုက်တဲ့လူကတော့ကြိုက်တယ်နော်ကိုဒူရင်သီကြိုက်လို့သူများဒူရင်သီကြိုက်ပါမယ်တော့လုံးလို့မရဘူးနော်အကြောတော့ကိုကဟိုတိရမှာပေါ့နော်ဟိုကိုကြိုက်တဲ့ဆိုတိုင်းနဲ့သူများကြိုက်မှာမဟုတ်ဘူးပေါ့နော်ဒီဟာလေးတော့နည်းလို့တော့တိရမှာပေါ့နော်အကြောဂျပန်နိုင်ငံမှာငပိရေဂျိုရာတို့ငယုတ်သီးလော်ရာတို့ နော်အဲ့ကြတော့ဒူရင်ဒီတို့အဲ့ဒါကြီးကတော်ပြဿနာတည်တယ်ဗျာနော်မြန်မာကြီးကလည်းသိရမလားငပိလေးငပိရင်ငပိတော့နော်ဒီလိုလေးကြိုက်တတ်ကြတာကြီးကျွန်တော်တို့လည်းအတူတူပဲငပိရင်ငပိတော့ကြိုက်တာပဲနော်အဲ့ကြတော့အကုန်လုံးအကုန်လုံးကြိုက်ကြတယ်ကြိုက်ကြတယ်ဒါမှမဟုတ်သူများနိုင်ငံမှာကြိုသားတယ်ပြူသားတယ်အနန်ထွက်လာလို့ရှိရင်ဘလို့ဖြစ်တယ်ဆိုတာဗောနော်ဒီတယောက်ဆိုပြောပြထားလीဘုသူရရပါတယ်နော်ကျွန်တော်တောက်ချောက်တင်ပေးတာဟောမြန်မာနိုင်ငံကိုချစ်သိရှိလို့တင်ပေးရနော်မြန်မာနိုင်ငံချစ်သိရှိလို့တင်ပေးရဟိုအွန်လိုင်းလုံးဆိုရဲကောင်လဲကျွန်တော်လာမယ်အဲ့ကော ။နော်ဘာဆိုတော့ကျွန်တော်တို့ပုံပေါ်သွားအောင်လို့ဟာနော်ငလင်လှုပ်လိုက်တဲ့အကြောင်းအရင်မပြင်ဘူး။နော်စေးုံမပြင်မဲနဲ့ဖရားလေးပြင်လို့ပြုလို့ဆိုတာအဲ့လိုပြောတဲ့ကောင်မဟုတ်ဘူးဗျာဘာသာရေးတွေစော်ကားပြုနေတာเนาะအကြောအဲ့ဒီကောင်ကဘာကြောင့်အဲ့လိုစော်ကားနေအောင်ဆိုတော့သူကိုးကွယ်ပါတဲ့ယုံကြည်ပါတဲ့ဆိုတဲ့เนาะပုံကိုယ်တွေကခင်ဗျာအဲ့ရဲ့ဗီဇတွေလေဗျာဟမ်ပြောလိုက်ရင်ခင်ဗျာအဲ့သူတို့ပြောလိုက်တဲ့အရာကြီးကခင်ဗျာတကယ်သူတို့လေးစားပါတယ်ပြုတဲ့သူရဲ့ဂုံသိက္ခာကိုစိုးစိုးရှာနေဟမ် ကျတော့ကိုကလည်းနော်ဒီပုံကိုဒီဟိုအစ်စနမြင့်ကျင်တယ်ဟိုတင်းဖြစ်ကျင်တယ်ဆိုခင်ဗျာ level update လုပ်ရမှာလေခင်ဗျာ upgrade လုပ်ရမှာလေ update လုပ်ရမှာလေခင်ဗျာအခုကြတော့ဟာဘာဖြစ်တယ်ညာဖြစ်တယ်ပေါက်ပန်းလေးတွေပေါက်ပန်းလေးတွေခင်ဗျာပြဿနာရမ်းချရတဲ့ဟာကြီးခင်ဗျာနော်အကြောကျွန်တော်တို့ကပြောပြပြီးတယ်ဒီမှာလည်းပြောပြတဲ့အရာလေးကျွန်တော်တို့ကဒီပေါ်မှာကိုကငပိအိတ်ကြိုးစားမယ်နောက်ဆိုဒီကတင်ငန်းစာယူတော့နောက်လာမဲ့လူတွေလည်းဩဒီလိုဖြစ်တယ်ဟဲ့ဒီလိုဖြစ်တယ်ဘုသူတ္တလေးပေါ့နော်အကြောဂျပန်နိုင်ငံမှာငပိအိတ်ကြိုးလိုက်တဲ့အကြောင်းဂျဲတိုင်ခံလိုက်တဲ့ နော်ကျွန်တော်နိုင်ငံမှာသာကျွန်တော်နိုင်ငံမှာသာလူလိုမသိတဲ့လူတွေများတာဟုတ်ကျွန်တော်နိုင်ငံမှာအရင်တော့လူလိုသိတယ်ခင်ဗျလူလိုမသိလာတဲ့ပိုင်းခြားအသိအသိပြောင်းလဲလာကျွန်တော်အရင်တော့ကျွန်တော်မှာချန်ဒီယိုဘာညာထားရမလို့ဘဲကလေးဝင်ဘဲကလေးထွက်ထွက်ဟာကို channel လာသောသူ channel လာသောအဲ့လိုတွေခင်ဗျဘာမှဟို channel နဲ့ပတ်သက်ပြီးတော့အဲ့လိုစကားမပြောအောင်နောက်ပိုင်းနောက်ပိုင်းတစ်သိတစ်သိပြောင်းလဲလာတဲ့အရာကြီးမှာဘာဖြစ်လဲတော့နိပညာတွေတော့တိုးတက်လာတဲ့စိတ်သက်တွေအကုန်အောက်တန်းကြကုန်တာခင်ဗျဟမ် ဘသူတည်တည်ငတိမာရင်ပြီးတော့လူတွေလည်းအများကြီးပေါ်ထွက်လာတာခင်ဗျာဟာချန်ယူတွေဆိုအသေးအသေးတန်နေဟာခိုင်ခိုင်မခန့်ခန့်နေအဲ့လိုလောရတော့တာခင်ဗျာခင်ဗျာပြောလိုက်ရောဟာမြေခိုးတာဘာဖြစ်တယ်ညာဖြစ်တယ်ဟာချန်ယူဖြစ်ပြီးခိုးအတင်းဝင်ကာပြုတ်ခင်ဗျာအိနီနာချင်းရောလည်းခင်ဗျာတပိတခါတိုးချောက်လမတပိတချောက်လမတပိကနေသုံးလေးလေးပဲခိုးသွားတာကျွန်တော်လည်းကိုယ်တိုင်ခံရတာခင်ဗျာဟမ် ဒါတာဘူးသူတရအောင်ပြုအောင်အမှပြောပြပေးတဲ့အရာအိနဲ့ဆက်ဆက်ပြီးတော့ပြောပြပေးနေတယ်ခင်ဗျာဟမ်နော်အကြောတော့နောက်နောက်လူတွေသတိထားတိုင်းအောင်ပြုပြနေအောင်နော်ဒီမှာပြောပြတဲ့အရာလေးဒီမှာတစ်ချက်နားထောင်ကြည့်မယ်ဂျပန်နိုင်ငံမှာငပိရေကြိုလို့ရဲတိုင်ခံရတာခင်ဗျာကျွန်တော်ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်အဲဒီနေ့ငပိကြိုလိုက်တာဗျာသိလားရဲတွေပါရောက်လာတယ်။အဲဒီဘာလို့ရဲတွေရောက်လာလဲဆိုတော့ ဟွာဒီဒီအလုတ်ပိတ်လို့ဆိုပြီးတော့ကျွန်တော်ကနပိရနေငယူသီးသိမ့်နေချက်မလို့ဗျာဒီတာပထမငယူသီးသိမ့်ကြော်တာအနက်နည်းနည်းပြင်းမှန်းတော့သိတယ်အဲနောက်ထပ်ကျွန်တော်ငပိပါကြိုခိုက်တာတော့ကောင်းလို့ဒီနားလေးကရဲနှစ်ယောက်ရောက်လာနှစ်ယောက်ရောက်လာပြီးတော့ဘာတွေလောက်တာလဲပေါ့နော်အနက်တအားပြင်းတယ်လို့ဒီကပြောလို့ပေါ့နော်အဲတခြားတော့သူစစ်ကြည့်လို့ရမလားဆိုအရတယ်ပေါ့အဝင်းကြီးရကျွန်တော်ငယူသီးသိမ့်ကြော်တာရငပိရပြပြလိုက်တာသူတို့ကအနက်ကတော့နည်းနည်းပြင်းတယ်ပေါ့နော်ဒီ ီအနတ်နဲ့ပေါ့နော်ဒီလားမတည့်တဲ့လူတွေပါရှိရဲအတွက်ကြောင့်နောက်ခါကျရင်တော့သူတို့ကမလုပ်ပါနဲ့ပေါ့နော်စင်ဟိုနောက်ခါကျရင်တော့မလုပ်ဘူးသူတို့ကတောင်းဆိုတာပါသူတို့ကိုတတိပေးတာပေါ့တောင်းဆိုတာတော့မလုပ်ဘူးမေတ္တာရက်ခံတဲ့သဘောပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်အရင်ဟိုကကြိုတယ်ကြိုတယ်ဆိုတော့ကျွန်တော်ဟွာပေါ့နော်အရင်ကကျတော့ကျွန်တော်ဒီတိုင်းပဲရီဒီလိုမကြိုတော့ဘူးဗျကျွန်တော်ရေနေလောက်နဲ့ပဲဖြော်လိုက်တာဟို ready made တွေဆိုတော့အခုတော့ကျွန်တော်ကကြိုပလိုက်တာငပီးကြိုတာတော့မှ ီနာအိမ်မှာဗျာဒီဘေးမှာအိမ်ကက်ကက်လေးရှိရသေးတယ်နာအဲသူတို့တွေကတချို့အနက်ခံနိုင်တဲ့လူကြီးတို့ဒီငပိနဲ့သူတို့ကလုံးဝမခံနိုင်ဘူးဗျာသိလားသူတို့ကအဆက်လည်းလုံးဝမစားနိုင်ဘူးငပိအနက်လည်းလုံးဝသူတို့မမခံစားဘူးတာလည်းပါပါရဲ့ဗျာနော်အားကြောင့်ဖြစ်ပါတယ်ငပိကျူကရဲပါရောက်နေတယ်ရှင်ဘန်းလှုပ်ရှင်နိုင်လှုပ်လို့မရဘူးအလွယ်ချက်ကဲအကြတော့ဒါဒါကမြင်သာတဲ့အရာပဲနော်ဖြစ်နေတဲ့အရာ ်ငပိရေကျူတာရဲတိုင်ခံရတယ်ဗောအနံ့ပြင်းနေအနံ့ဆူးကြတယ်ဒီဟာဘာလုံးညောညာလုံးညောပတ်ဝန်းကျင်ကိုအရှင်းဆုံးပြပတ်ဝန်းကျင်နဲ့နေတယ်ဆိုလူလူသိတယ်ဆိုပတ်ဝန်းကျင်နော်စိတ်တော်ကြမပြောင်းပတ်ဝန်းကျင်မထီကအောင်ပတ်ဝန်းကျင်ကိုဒုက္ခမပေးရအောင်ဒါဟုဆိုရသိတယ်ဒီနိုင်ငံမှာတော့သိရမလားပေါပန်းလေးတဲ့ခမဟမ်ရှန်ဒီယိုမနေ့နေ့အောင်လှုပ်တယ်လှုပ်ပြီးရှန်ဒီယိုတိုးကားတယ်ပေါပန်းလေးတွေလှုပ်တယ်ဟိုလိုလှုပ်တယ်ဒီလိုလှုပ်တယ်ခင်ဗျအများကြီးပြည့်ပြည့်နေရရခင်ဗျ ဒီလိုတကူကူသွားပြောလို့ခင်ဗျာရဲလာမယ်ထင်လားကိုရီကြီးမှာသွားပြောတော့အာဘာပြစ်တယ်ညာပြစ်တယ်နဲ့လွှဲရှာတာအများကြီးခင်ဗျာသူတို့နိုင်ငံမှာသူတို့ကလုတ်တာကင်တာပြူတာသာခင်ဗျာကြည့်တယ်ဖုန်းချက်ကောက်ဆက်လိုက်ကော့ကော့ကဒါပေမဲ့နိုင်ငံသားသားတော့ဆက်ပြောင်းသူတို့လူမျိုးချင်းကိုပြောတာခင်ဗျာသူတို့ကအကုန်ခင်ဗျာဥပဒေနဲ့ခင်ဗျာလုံးဝထိန်ချုပ်ပြီးတော့သွားနေတဲ့အရာခင်ဗျာမြင်သာတဲ့အရာနော်အဲ့ဒါတော့နဗီကြီးဂျိုးလိုက်တာနော်ဂျပန်မှာရဲစခန်းမှာ အတိုင်ခံလာရတယ်ဆိုတော့ခင်ဗျားတို့မယုံမှုပြောမစိုးလို့ခင်ဗျားဒီမှာအဲ့ဒါဖြစ်ပြနေတဲ့အရာနော်ပြောတော့ပြောပြရမှာတော့ခက်ဆိုးဆိုးပေါ့ဗျာနော်ကိုကြိုက်တဲ့အရာသူမကြိုက်တဲ့အရာနောက်ပြီးတော့ကျွန်တော်ကတော့ချင်းဆုံးပြောတာသူ့နိုင်ငံသူ့စည်းကမ်းကိုနိုင်ငံကိုစည်းကမ်းပေါ့နော်အကြောကိုကသူ့နိုင်ငံသွားတယ်ဆိုလဲသူ့စည်းကမ်းလိုက်လာမယ်ကိုနိုင်ငံလာရင်လဲသူ့စည်းကမ်းပြန်လိုက်လာမယ်တစ်ဖက်သက်ကတော့လာမပြောနဲ့နော်ငါငါတော့ဘယ်နေရာရောအဲ ငါစီကံမယ်ငါစီကံတော့ခမရအိမ်ကိုကျွန်တော်လိုက်လာလို့ခမရစီကံကိုကျွန်တော်လိုက်လာကျွန်တော်အိမ်လိုက်လာတယ်ခမရကျွန်တော်အိမ်ဟာစီကံကိုလိုက်လာပါရှင်းရှင်းလေးပဲခမရနော်ကျတော့နဘီရေဂျူလိုက်လာရဲလေးပါရောက်လာတယ်ဆိုတဲ့အရာနဲ့နော်ခမရအမြင်သာကြီးပါနော်အမြင်သာကြီးပါခမရ